ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့နောက်တစ်ချိန်မှာပြည်သူ့ကွယ်ရေးတပ်ဖြစ်လာမယ့် PDF တင်းအေအေဘေကမလေးမကလုပ်နေတဲ့ပြပြပါသူမြတ်ကျော် မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ဒီကနေ့မှာပထမဦးစွာသတင်းကောင်းရဲ့သတင်းစိုးရိုးရှိပါတယ်ဘယ်ရရင်နောက်တော့သတင်းကောင်းနေနေကတော့ AR တိုင်းလေးမျက်နှာအင်ကပူကွင်းကောက်တိုက်ပွဲနေတာပါ ကင်မွန်းရွက်ဂုံလာတဲပြူကျုံကင်မွန်းချင်ကုန်းတိုက်ပွဲအရကတတော့ပြင်းပြင်းထန်ထန်ထုံးစစ်စင်ကိုဖတ်စစ်တဲ့အလောင်းတွေပုံတက်နေပါဒါတရင်ကတရင်ဆိုးရဟောကဲတရင်ဆိုးကပါလဲဆိုတော့တရဏလေးကုတ်ခိုင်မှာပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းနေလို့တရင်ထွက်ပေါ်လာ ်မနေ့ကကျွန်တော်အဲ့တဲ့ရင်ကိုတည်တယ်အစအနလိုက်ကြည့်တယ်တေချာလိုက်ရှာတယ်အဲ့တော့မတ်လ16ရက်နေ့လို့အကြံပြင်းတည်ရပါတယ်3:45မိနစ်မှာစကိုင်းကလာတဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF ရဲဘော်10ရောက်ကုတ်ခိုင်ရှိရကွတ်မှာကုတ်ခိုင်ရှိရကွတ်မှာရှိတယ်အောင်ချမ်းသာစားတော့ဆိုင်ခဏငားနေတဲ့အချိန်ပေါ့ဗျာ အဲ့ဒီမှာ DNL yes ချန်ကဘုံအောင်စိုးတို့အဖွဲ့ဝုံကနေလက်နက်ကလူတို့အပြည့်အစုံနဲ့ရောက်လာပြီတော့ပြည်ရဲ့ရဲဘော်တွေမှာပါတဲ့လက်နက်ခရင်ဗမာကြံ့ဝီ3080စတားလင်ဆက်တခုအိုင်ပတ်တခုလို့တင်းယူပြီးတော့သူတို့ DNL yes ချန်ကိုဖမ်းဆီးခေါ်ယူသွားတယ်ပြီးတာပါစစ်စင်းမြင်းမြင်းလို့ပြန်လို့ ပေးလိုက်ပြီလို့လည်းနောက်ဆုံးအချိန်ပြားရသိရပါတယ်။အဲ့တော့လက်နက်တွေဒီဆက်တွေပေါ့နော်။ဒီပတ်ဆက်တွေဟာပြည်သူလူထုရဲ့လူဒန်းသားတဲ့ဝေကြီးတွေဖြစ်ပါတယ်။တင်းနယ်တွေတင်းနယ်တွေတပ်ဖွဲ့ဝင်အချို့ကတင်းယူလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လက်နက်အချို့နဲ့ကာနစီ350တော့ပြန်ပေးပြီးဂျန်နဲ့3000ကျော်နဲ့ လက်နဲ့အချုပ်ဆက်သွေးပစ္စည်းတွေကိုတိမ့်ယူလိုက်တယ်လို့ကြားရပါတယ်။အဲ့တော့ဒီနေရာကနေ DNL ကိုခိုင်ရဲ့စစ်ဦးစီးမှုတော်၎င်းကိုခိုင်စစ်ဒေသမှုတော်၎င်း DNL ကဘုံချုပ်ဘုံမှုချုပ်တာဘုံကျော်ကအစအစရှိတဲ့ DNL ကောင်းကင်ဘုံချုပ်များတော်၎င်းကျွန်တော်တို့လေးလေးစားစားမြစ်တာရက်ခံလို့တာကကျွန်တော်တို့ PDF တွေကစကိုင်းက ခုနစခိုင်းကပြည့်တယ်အလူငွေလေးရဖို့ကိုကဗျာဆိုဗျာတချင်းဆိုဗျာမျက်နှာမျိုးမျက်နှာငယ်နဲ့ဖက်စစ်တက်ကိုတော်လန်ခြင်းလုံးလို့ပတ်စံကိုရအောင်ရှာပြီးခမားတို့ DNA လေးတို့ MNDA တို့ AA တို့အာကူတချင်းနဲ့လာရောက်ပူပေါင်းတိုက်ပွဲဝင်အတွေ့အကြုံယူကြတာ ဖြစ်ပါတယ်ဆက်သွေးအကူအညီတောင်းခံကြတာဖြစ်ပါတယ်အဲ့ဒီရဲဘော်တွေဟာသူတို့အိမ်ကသမီးစာပြီးသားပကံနေအောင်ဆေးခဲ့တဲ့သူမျိုးလူငယ်တွေမဟုတ်ပါဘူးဒါပေမဲ့တော်လန်ဒီကာလမှာဖက်စစ်တပ်ကိုတော်လန်ဂျင်စိတ်နဲ့ဟိုလူမျက်နှာချိုးသွေးဟိုလူအောက်ကြခံပြီးကြားရလက်နက်လေးတွေပတ်စံလေးတွေကြစ်ကြစ်ပေါအောင်စုပ်ပြီးလူချင်းမင်းတို့စီလာခဲ့ကြတာ နားလေစာနာပြီးပြီးပြည်သူကလူဒန်းထားတဲ့ငွေကြီးများဖို့တပြားမချင်ပြန်လေအနှံပြီးပြီးညီရင်ကိုကဲ့သို့ဆောက်ရှောက်ပြေးပါရင်ကျွန်တော်တို့ပြည်သူများရဲ့ကိုစားကျွန်တော်လူမျက်ကြောကလီလီစားစား DNA တက်ပွဲစီဦးစီးဂျုံနဲ့ပြောခွင့်ရဘုံချုပ်တာဘုံချုပ်ဘုံချုပ်တာဘုံချုပ်တံဒီညကနေပန်ချပါသည်ကျွန်တော်တို့စကားစကားကိုတော်လန်ချင်လုံးလို့ပါစစ်တပ်ကိုအမြင့်ဖြတ်ချင်လုံးလို့ပါ ျွန်တော်တို့အတ္တမာနတွေခွာချပိုင်ဆိုင်မှုတွေစွန့်လို့အသက်တွေကိုမြေပြင်မှာဇင်းပေါ်ပေါ်နဲ့ချခင်းပြီးတနက်တွေကြည်စံနေရဖို့အရေးကိုကြောင်စူးစမ်းနေရပါဗျာစူးစမ်းနေရပါအရှိရတီမှာလဲ TNL နဲ့ KAI နဲ့အငင်းပွားမှုတွေအမြောက်များဖြစ်တာကိုလည်းဖြေရှင်းပြီးပြီလို့တော့ကျွန်တော်ယုံကြည်ပါတယ်။တော်လိုင်းကာလတချို့ကိစ္စတွေကျွန်တော် မျက်ပြောချင်ပါသေးတော်လန်ကြီးကာလမှာဖြစ်တတ်တဲ့သဘောတဘာဝတွေတဲကမှာတော်လန်ကြီးကာလကြာရှည်လာရင်သူဖယ်ခြင်းနှမျိုးဖြစ်လာတယ်လို့ကျွန်တော်သိရပါတယ်ဒါကတော့မော်စီတိုကွန်မြူနတီပါကီပေါ့ဗျတရုတ်ပြည်ခေါင်းခိုင်ပါကီမော်စီတိုပြောခဲ့တဲ့သူဖယ်ရေးအကြောင်းတရားနှစ်ပါး နံပါတ်1တော်လိုင်းကာလာရှီချာလာတဲ့အမြ။စင်ကန်းတော်တူတွေလောက်လာတယ်တဲ့။ဒါဆိုရင်တော်လိုင်းကြာဆုံးလိမ့်မယ်နော်။နံပါတ်2တော်လိုင်းကာလာရှီချာလာတာနဲ့အမြ။တော်လိုင်းကနေဆုတ်ခွာလာတယ်။ဒါဆိုရင်တော်လိုင်းကြာဆုံးလိမ့်မယ်နော်။ဒီနှစ်နှစ်ချက်တည်းကလက်ရှိတော်လိုင်း၄နှစ်ကျော်၅နှစ်ကာလအတွင်းမှာတွေ့ဖယ်ခြင်းတရားနှစ်ပါးကို ခွဲချမ်းမစိတ်ဖြာနိုင်ရင်တော့ကျွန်တော်တို့တော်လိုင်းကြီးအကြပတ်ကိုရောက်ပြီးပြောင်းပြန်လန့်ချသွားနိုင်ပါတယ်။တာဘူလီလီစစပြောလို့ပါတယ်။စင်ကန်တော်တော်လောက်တာတွေခံစားချက်အရလောက်တာတွေငါအင်အားကြီးတယ်ငါတနက်ရှိတယ်ငါနင်းပြီးပိုင်နေဆိုပြီးတော်လန်ကြီးတပားတွေအပေါ်မှာနိုင်ထက်စီနေဆက်ဆန္ဒမျိုးတွေဟာတော်လန်ကြီးကိုတွေ့ဖယ်ခြင်းအကြောင်းတရားနှစ်ပါးတွေက တဘာဘာနဲ့များအကျုံးဝင်နေရင်ဒီတော်လည်ရေးတွေပလက်လန်သွားနိုင်စရာရှိပါတယ်အဲ့တော့ဒါနဲ့တဆက်ဆက်ထဲမှာခုနကျွန်တော်ပြောတယ်အီယော်ရီကွင်းကောက်အီယော်ရီလေးမျက်နှာအင်ကဘူကွင်းကောက်တာပေါင်းပြင်မုန်းကျင်ဂုံလို့အကြောင်းမပြောခင်ရှင်းပြီနဲ့ဖလန်းတို့တိုက်ပွဲကြီးအကြောင်းပြောရအောင် ဖလန်းမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေတယ်။ချင်းပူပေါင်းတက်တယ်။အဲ့ဒီပူပေါင်းတက်တွေထဲမှာဘသူတွေပါလဲဆိုတော့အညာသား PDF တွေအများကြီးပါတယ်။ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့နေရာမှာကျွန်တော်တို့ PDF ညီကိုတွေအများကြီးပါတယ်လို့ရခိုင်စစ်မျက်နှာမှာလည်း PDF တွေအမြောင်များပါတယ်။ DNL စစ်မျက်နှာဆိုတဲ့ကုတ်ໄຂတီဘောလာရှုနတ်ဘက်ကမှာလည်း PDF ညီကိုတွေအများပြားပါတယ်။ MNDA လာရှုမြို့သိမ်းတိုက်ပွဲမှာရော PLA BBLA အဆောက်ရှိတဲ့ PDF ညီကိုအများကြီးပါတယ်ညီငယ်တွေအများကြီးပါတယ်ဆိုတော့ရှိတဲ့တက်တွေနဲ့ PDF နဲ့ပေါင်းဆက်ရေးသဘောတရားဟာတော့မြေပြင်မှာတော်တော်အလုပ်ဖြစ်နေပါပြီအပေါ်မှာလေကန်နေတဲ့တစုတစီရတစုတစ်ဖွဲ့လောက်ကလွှဲရင်မြေပြင်မှာတော့စစ်သဘောဟာအင်မတန်ပေါင်းစည်းနေတဲ့အခြေအနေကိုတွေ့ရပါတယ်အတက်နဲ့ဘွားနဲ့တက်ပြီးတိုက်တာညီရင်းကိုကဲသူချစ်ကြတာပေါ့ သို့တော်တခါတလီမှာစွန့်တန်တဲ့ကြက်ချီရော့တွေပါလာတဲ့အတွက်ခုန TNL တို့အဖြစ်မျိုးတွေဖြစ်ရတယ်အဲ့တော့စွန့်တန်တဲ့ကြက်ချီရော့ပြီးဖြစ်တဲ့ပြဿနာတွေကြောင့် TNL ဟာလေပြည်သူလူထုကြားထဲမှာပြည်သူလူထုကနားလည်မှုလွဲတာတွေဖြစ်မှာ ው လေကျွန်တော်စိုးရိမ်မိတယ်ဒါကို TNL ကနိုင်ငံရေးပုံရိပ်အရာတော်လိုင်းသဘောတရားတွေရဖိပိစီစီတင်းတင်းကြက်ကြက်ထိမ့်ချုပ်ကြံရွယ်မှုလို့တယ်မဟုတ်ရင်ပြည်သူလူထုကြားထဲမှာ TND တောင်းပလောင်တို့ဟာတော်လန်ရေးကိုဆင်နွှဲတာသူ့နေမည်သူ့လူချင်းလို့လားဆိုတဲ့နားလည်မှုလွဲတဲ့အတွေးဝင်သွားရင်နောက်တစ်ခါမှပြည်သူလူထုရဲ့ယုံကြည်မှုကိုရပြီးအဖတ်စင်ဖို့မလွယ်ဘူးဆိုတာလေးစားစွာတတိပေးပြရစီဆိုတော့ချင်းပလန်လေးကိုပြန်ဆက်ရအောင်ပလန်မြင့်တဲ့တိုက်ပွဲဟာအခုဆိုရင်ပလန်မျိုးသိမ်းနိုင်ဖို့အတွက်ခလာရ268စကန်တစ်ခု ချီလင်တရင်နှစ်6ချီတခုပဲကျန်တော့တယ်အဲ့တော့ဒီကနေ့မှာတော့ခလာနှစ်6ချီကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့ပါတယ်ဆောင်ရွက်တဲ့အချိန်မှာတရင်မူခလာနှစ်6ချီတရင်မူဝေလင်းထွန်းမတာပါဝီမော်လမြိုင်မှာအာဓုပချရက်လေတရကုန်တင်နေလို့သိရပါတယ်အလောင်းမပါပါခမရောကျွန်တော်တို့ဗီဒီယိုတွေတက်တော့တွေထဲမှာမြင်မြင်ရနေတယ်လို့ပဲမျက်စိထဲမှာမြင်ကြည့်လိုက်ပါ ယူနီဖောင်းလေးအတာချဓာတ်ပုံလေးထောင်းဒီလိုမတာချရတဲ့ဘဝဖက်စစ်တက်ကရောက်လို့နေပါပြီငွေလင်းထိုးဆိုတဲ့ကောင်ကအသက်40လောက်ပဲရှိပါတယ်စစ်တက်ကတော့ပတ်စဉ်46ဆင်းနော်ဆိုတော့နောက်တော့စစ်ကူဖလန်းစစ်ကူအတွက်ဖက်စစ်တက်ဟာ အလင်းအမြန်ဗလန်းမျိုးမကြရည်တူအလင်းမြန်ပို့ပါတယ်ခမရ3ခု1တရင်မှုဒုဗိုလ်မှုကြီးမင်းခန့်အောင်ဦးစီးပြီးစစ်ကူ90ပဲရောက်ပါတယ်ဘာကြောင့်လဲလေရင်စင်းလို့မရအောင်ချင်းဘူးပေါင်းတက်တွေကအတပုံပိတ်ဆို့တိုက်ခတ်ပြစ်ခတ်မှုတွေကြောင့်ဒီနေ့လေကြောက်လုံးကြီးကဏီမှာရန်ညင်တဲ့လူလာချတော့အတကုံပြစ်လို့ပြန်ထွက်ပြေးရတယ်နှမှုဆိုရင်ကျွန်တော်ဒီနေ့မှာငတ်ကင်ငတ်ကင်ရပြီလို့ပြောလို့ရနိုင် ဒါပေမဲ့မထိလိုက်ပါဘူး drone နဲ့ရဟင်းကို drone ပုံးနေတဲ့အတောင်ပုံချတာဒီကပျက်စီးမှုတော့မရှိပဲမြေပြင်မှာဆင်းနိုင်ပဲပြန်ထွက်ပြေးသွားတဲ့အခြေအနေကဏီကြောင်လုံးကြီးမှာဖြစ်ခဲ့ပါတယ်အဲ့တော့မြေပြင်မှာအသက်တွေဘွားတွေထပ်ပြီးညညွစီးလုံးမှုနဲ့ပေါင်းစည်းခြင်းလက္ခဏာအပြည့်နဲ့ချင်း PDF ချင်းတဲ့ PDF နဲ့အလ်ပီဒီအက်တွေရောဘာတွေရောအများကြီးပါတယ် ့ MNDA နဲ့ PDF တင်နေ TNL နဲ့ PDF တင်နေအရကတက်တော့ AA နဲ့ခုန PDF ဆိုတဲ့ကျောင်းသားလက်ရုပ်ဘာညာအစရှိတဲ့တက်တွေနေမြေပြင်ပေါင်းစည်းရေးလက္ခဏာတော့ကောင်းတယ်သို့တော့အပေါ်ကအပေါ်ကလူကြီးကလေမုတ်ထုတ်စည်းတွေရောင်းနေတာကြောင့်သာတခါတလေမှပြောရဆိုတာခက်နေတာလေးပါကျွန်တော်အောက်ဆင်ပြေပါပေါင်းစည်းရေးလက္ခဏာအကောင်းလေးလေးမြေပြင်တိုက်ပွဲမှာအနိုင်ရရှိနေ ပေါင်းစည်းလက္ခဏာအောက်ကောင်းလို့တာလက်ရှိအရခတ်တတော်အိမ်နဲ့ပူပေါင်းတက်တွေဟာစစ်တွေစင်မြင်တာကြောက်ပြူစင်မြင်တာပကောပြီပတော်ညောင်ကျိုးအုတ်ရှိပင်ညောင်ခြေတော့ကပ္ပစရိတိမ့်ယူရေးစစ်စီမံချက်စင်မြင်တာတောင်ကုတ်အမ်ဘရန် sorry အမ်ဘရန်မကွေစင်မြင်တာ အေယာဝတီစစ်မျက်နှာလို့လဲစစ်မျက်နှာ၅ခု၆ခုလုံးကိုနိုင်နိုင်နင်းနင်းကင်တွေ့ပြီးစစ်ကစားနေလိုက်တာများကဘာကျော်စစ်ပရင်နေတော့ပေါ်ချရမယ်စီးဆိုင်ပြူဟာမြောက်စစ်ပွဲတွေဖြစ်ပါတယ်ဒီကနေ့ဆိုရင်တာပေါင်းကင်မွန်းချင်းဂုံးပါလေတရဆက်ထိုးစစ်တွေရှိနေပြီးကြောက်ဖြူမှာကြောက်ဖြူတိုက်ပွဲမှာတ냐ဦးရေတဲ့ဌာနချုပ်တွေကိုလက်နက်ကြီးတွေနဲ့အလင်းမြန်ပစ်ခတ်နေ ပြက်ကက်နေတော့ငါထက်သွားလို့တရုတ်တွေကမဟုတ်တရုတ်တွေရုတ်ကြနေပြီလို့ပဲတက်တယ်ပြောကြရမယ့်အချိန်ရောက်လာပါပြီဖက်စစ်တက်ကိုလူလက်နဲ့အင်အားတွေဖြည့်တင်းပေးနေပြီနီးပညာအစစ်မြင့်ဒရုန်းတွေနဲ့အာရခတက်တော့အေးအေးကိုပြန်လေတိုက်ခိုက်ဖို့အာတက်တယောစိတ်ပါလက်ပါကိုကြီးဆောင်ရွက်ပေးနေတာတွေ့ရပါ ဒါဆိုရင်ပြပကျူးကျော်စစ်တံရောင်လူနေပြီအခြေအနေကိုတွေ့ရပါတယ်အဲ့တော့မစ္စတာ sorry နိုဝင်ဘာလ25ရက်နေ့မှာလေရေတက်တင်မောတုံးစင်ရန်ကုန်မှာစီလိချင်းခဲ့တော့တွေ့ရတယ်ဒီအခြေအနေတွေကိုကျွန်တော်တို့မြင်နေရပါတယ်ကြောက်ဖြူမှာနောက်တဝယ်ရင်နဲ့စိတ်ကမ်းမှာရုရှားတွေခေါ်သွင်းပြီးတိုင်းပြည်ကိုရောင်းစား 养啥鱼？没有了呢。石沟上的树叶，打一把，塞到那面目小马木吧。弄得给得买马呢。哎呀，我报名盖度，这大年年的天呢，推进老红过，养啥鱼？对老些对过，没有了石沟上的树。第二个呢，那是老改上月泥巴的。 အဲ့ဒီမှာစကားမဆက်ကြားဖြတ်လေးပြောချင်တာကဟိုတကဘင်္ဂလားဒေ့ရှ်ကဖလိုက်တယ်မနေ့တနေ့ကဖလိုက်တယ်အရက်ဆိုခေါင်းဆောင်တွေနှစ်ကောင်ရေအရခတ်တော်ကြီးကဖမ်းလိုက်တဲ့နခခတက်မှမူသူရင်ထွင်းရင်နှစ်ကောင် ICC ပို့လိုက်ရင်မရောက်နိုင်တဲ့စစ်ကောင်းဆောင်တစ်ခုတခါတည်းအမှုတွေပါပါတယ်ဒီနခခကတက်မှမူသူရင်ထွင်းရင်အရက်ဆိုခေါင်းဆောင်နှစ်ကောင်ရေ ICC ပို့ဖို့လေနိုင်ငံရေးစီနိုင်ငံရေးအတိုင်းဝိုင်းကနိုင်ငံရေးတက်ချောက်လို့ရှားသူတွေကတရဆက်တောင်းဆိုနေလေရှိပါတယ်ဒီပွဲကတော့လှပဲနိုင်ငံရေးဆိုတာတိုက်ဆိုင်မှုမရှိဘူးကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ဟာအာခတ်တက်တော့ AE နဲ့တွေးချင်ပါတယ်တွေးဆုံတင်တယ်လို့ပြောအပြီးမှာအာခတ်တက်တော့ AE ကတွေးချင်ပါတယ်ပြောတာမဟုတ်ဘူးနော်ကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ကရိုဟင်ဂျာအရေးဖြေရှင်းရင် အေးမပိုင်မပြီးဘူးကွအဲ့တော့အေးနဲ့တွေးဖို့လိုတယ်လေငါတို့ကအေးနဲ့တွေးမှရမှာပေါ့ကဲမင်းတို့ဒီဘာလုပ်နေရလဲဘင်္ဂလားဒေ့ရှ်ကောက်ပြီအာရခတ်တက်တော့အေးနဲ့စကားပြောလေငါလည်းပြောမယ်လေဒီလိုပြောအပြီးမှာအာရက်စတိုကောင်းဆောင်နှက်ကောင်းကိုနှက်ကောင်းမှုသုံးလေးကောင်ပါဗျာချက်ချင်းဖိုက်လိုက်တာပါတင်ကြတော့ဟာဘင်္ဂလားဒေ့ရှ်ထဲမှာအခြေစိုက်ထားပြီးတော့ဘင်္ဂလားဒေ့ရှ်ကဖမ်းရင်လွယ်လင်းတကူဖမ်းလို့ရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ် ရိုင်ဂျာကော်ဘဇာဒီကော်ဘဇာခေါ်ပါဘောဒုက္ခတဲ့စခန်းကြီးမှာရိုင်ဂျာတွေတောင်းနဲ့တိမ့်နဲ့ချီပြီးရှိပါတယ်အဲ့ဒီအဲမှာဒီအစာကောင်းဆောင်တွေဟာဘာသာရေးကောင်းစင်တက်ပြီးလူသစ်စုဆောင်ပြီးအချမ်းဖတ်လုပ်ရတဲ့လုံနေတာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်နောက်မှရှင်းတော့မယ်နော်ဆိုတော့အဲ့တော့ UN ကတွေ့မယ်ပြောတယ် ်အရဆိုအာစာကောင်းဆောင်ကိုဖမ်းနေအဲ့နှကောင်ကို ICC ပို့နကကတမမူသူတွေထုံးမှာပို့ရင်ပြစ်မလွဲကတော့မရောက်နိုင်တဲ့စစ်ကောင်းဆောင်ဇူးလို့ကျွန်တော်ပြောချင်တာနော်အဲ့အဲ့တော့ဆက်လိုက်အောင်ထပ်ပြီးတော့အဲ့တော့ဒီကနေ့မနက်ဒီကနေ့မနက်မနက်ပိုင်းမှာကျွန်တော်တို့တာပေါင်း ညို့နေပေါ့ဗျာနော်ကျွန်တော်မှားမှာဆိုပြီးကြစဉ်းစားနေတာပေါင်းလေးကြည့်ရွာကမုန်းကျင်ဂုံးမှာအာရကတ်တတော်ကြီးဟာထုံးစစ်ရှင်ပါလေကမုန်းကျင်တဲမြူရွာခံစစ်ပြင်လာတဲ့ဆက်ကဆတ်တက်တရဇက်လက်လက်ကြီးလက်လက်ငယ်တွေတဲ့ပြက်ကတ်ထုံးစစ်ဆင်နေပြီးလက်ရှိအချိန်မှာခမရ308အနီးကျင်းရွာတွေအကုန်လုံး ြီးနေကြရပါအဲ့တော့ခမရ308အနီးမှာအရခတ်တတော်အီနဲ့ပူပေါင်းတက်တွေရောက်ရှိနေပြီ308ကိုတိမ်ပလိုက်မလားစဉ်းစားလာပါမယန်းကျုံအုပ်စုတံပတ်ဖုံးတော်ကြီးကြောင့်ရေနသားလမ်းပေါ်ရှိဖုံးကြီးကြောင်းနေပါလေဖက်စစ်တပ်ပြရခတ်အောင်ပြင်ဆင်နေတာကိုတွေ့ရတယ်နောက်တစ်ခုကရေကြီးအဆက်ဘိုးတော်ရွာ ဝရောကွင်းပတ်တီမှာလဲဖတ်စစ်တဟာပြရာခတ်ပြီးဒင်းလဲအိတ်တောင်မပြောချင်းတော့ပါမရတဲ့ဘဝဖြစ်နေပါတယ်တာပေါင်းမှာတော့ဂျွန်ယာဒီအုပ်စုတဲပြူကမွန်ချင်ကိုတစ်ပြူအုပ်စုတဲဝမ်ဘူးဂျာကောင်းတို့ကိုလေချောင်းတိုက်ခိုက်မှုတွေတစ်ဆက်လောက်တာကိုတွေးရတယ်လို့နောက်တစ်ခုက AR တိုက်လေးမျက်နာမြို့တာပေါင်းမြို့နေဒီမှာမတာပေါ်တဲ့အလောင်းတွေ ဖောကားနဲ့တည်ပြီးမီးတကြုံနေရတာညာလုံးပေါက်ဆိုတဲ့တင်းအင်ကဘူကွင်းကဘုတ်ကြီးရပတိမုံရလမ်းမကြီးအုတ်တွင်းကြီးရကမီးတကြုံဇက်တွေမှာညှော်နေတဲ့ကြောင့်ဘေးကပတ်ဝန်းကျင်ကကျွာတွေမှာအိတ်မရတဲ့အခြေအနေဖြစ်နေပါတယ်မတားချတဲ့အချိန်က19ရက်နေ့ည3နာရီကစချတာတညာလုံးညှော်နေလိုက်လိုက်တာလူတီညှော်နေ စစ်ကောင်စီအလောင်းတွေချက်ချင်းမဆိုင်မိတဲ့ဂျုံနေရပြီနောက်ရက်တွေထိပါတရက်တည်းမပြီးတော့ဘူးဒေတာကတွေကပြောတယ်ဗျဆိုတော့နောက်တစ်ခုကလီမျက်နာချင်းလေဆက်ဆက်ယူခြေရွာတယ်ဒီဘက်ဒီမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတယ်အမြောက်တပ်3လေးလေးအမြောက်တပ်3လေးရဲ့ကာကင်းတွေဖြစ်တဲ့တီယိုကင်းကြားတက်ကျွတ်တလင်းစခန်းတွေကို အာခတ်တော်အေကပူပေါင်းတက်တွေကထုံးစစ်ဆင်နေပြီလို့လည်းကျွန်တော်တို့သိရတယ်ဆိုတော့ဒီအချိန်ဒီမှာလေးမျက်နာအင်ကဘူကွင်းကောက်ဟိုဘက်ကိုဆက်စင်းသားတာပေါင်းလေးတာပေါင်းကြီးကမွန်ကျင်ကုန်းကြားကောက်ဆင်းဆက်စင်းသားဒီပသိမ်ကိုဆိုတော့အာခတ်တော်အေရဲ့အေယဝင်တိုင်းစစ်မျက်နာတလက်ကြောက်ဖြူတလက်စစ်တွေတလက် ပကိုးတိုင်းပြည်ပတော်ကပ္ပစာများတလဲနေအလဲကြဆစ်စင်နေလိုက်တာများဖတ်စစ်တဲ့ရုံတောင်ပြေးခွေးမြောက်လိုက်ဖြစ်နေတယ်ဘွားဗျာအကူဗျာစီယုံကြည်ဗျာစီပြည်သူကဝေးတက်ဒုံမဟုတ် PDF တိပြည်သူကဝေးတက်မလို့ဒါတော်လန်သူများနဲ့အတူလက်တွဲကတိုင်းသားရဲ့ကိုတက်တွေဖြစ်တဲ့ architect oe tnle mnde kitchen kia kitchen knle knu လို့ကကျွန်တော်တို့တိုင်းပြည်ကိုကျွန်တော်တို့နေအတူကျွန်တော်တို့ညီငယ်တော်လိုင်းကြီးမျိုးဆက်များနေအတူကျွန်တော်တို့ကိုလမ်းပြခေါ်ဆောင်ပြီးတိုင်းပြည်လွတ်မြောက်ရေးအတွက်အတူတကွစ조사ရုံးကန်ရင်ကျွန်တော်တို့ညီငယ် PDF တွေကျွန်တော်တို့မျိုးဆက်တော်လိုင်းကြီးသမားတွေများမှမာရွေး ပြုတ်မှုပြောဆိုဆောင်ရွက်ခဲ့သည်များရှိပါက တိုင်းသာဤအဝတမကောင်းဆောင်များနဲ့ရဲဘော်တုံးချင်းစီကိုအတူတိုက်ပွဲဝင်နေတဲ့ PDF တွေကအပြောအဆိုအနေအထိုင် ပြုတ်မှုမာရင်းတာများတစုံတရာလိုအပ်ချက်များရှိခဲ့ရင်အာသူရဲ့ကိုစားကျွန်တော်လူမျက်ကျော်ကလေးလေးစားစားတောင်းပန်ရင်းကျွန်တော်တို့ညီငယ်တွေကိုစောက်ရှောက်ပေးပါလက်တွဲခေါ်ဆောင်ပေးပါအတူတကွာနိုင်ငံအသစ်မှာကျွန်တော်တို့ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ကျွန်တော်တို့အနာဂတ်ကိုကျွန်တော်တို့တည်ဆောက်ခွင့်ပြုပါလို့ပြောရင်အားလုံးအတူတကွပေါင်းစည်းခြင်းလက္ခဏာဟာကျွန်တော်တို့ရဲ့အောင်ပွဲဖြစ်ပါတယ်ဒီနေ့ညတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်